ားလုံးမင်္ဂလာပါ UK Master Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion Pay တက်တဲ့အားလုံးမင်္ဂလာပါအခုဒါ Premier League ထိပ်တန်းကလပ်တွေအားလုံး live နေပြီးတော့ဒီဘက်နောက်ပိုင်းမှာအခုအသင်းကြီးတွေအားလုံးစိတ်ဝင်စားနေတဲ့ Victor Jokeres နဲ့ပတ်သက်လို့ Sporting Lisbon ဘက်ကထုတ်ပြန်ချက်တခုထုတ်တယ်ဆိုတော့အသက်29နှစ်အရွယ်ရှိတဲ့ဒါအခုဒီတိုက်စစ်မှုပေါ့လေဒါ Sweden တိုက်စစ်မှုကိုဒီနေ့ညရာတီမှာ Euro 60အပိုစုချင်းဝင်10တန်းပေါ့ဗျာ total 60 65တန် package လောက်နဲ့ထွက်မယ်ဆိုပြီးတော့တရင်နေတောင်းလျှောက်တက်ထားတယ်ဒါအလွန်ဆုံးတန်း90ပြ Vita Yogurt အားလောက်နဲ့ထွက်မယ်ဆိုပြီးတရင်နေတက်ခဲ့တယ်ဒါကြောင့်လဲအသေးတော်တော်များများကစိတ်ဝင်စားတဲ့ချိန်မှာ Sporting Lisbon တင်းရဲ့ Agza Trider ဖြစ်သူမို့လေဥက္ကရာဖြစ်သူဒါ Faritario Marandes ဆိုတဲ့တယောက်က ဘယ်လိုပြောမလဲဆိုတော့ Sporting ရဲ့ဩခရာဖြစ်တဲ့ဒါ Federico sorry Federico Varante ဆိုတဲ့တယောက်ကအတီးပြူတာက agent ကတတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းဖြစ်ပြီးတော့ဒါဟာ club သင်းဘက်ကတတ်မှတ်ထားတဲ့ Vita Yokres ရဲ့ evaluation ပုံကြောင်းသူကအတီးပြူတယ်ပြောချင်တာကမနစ်ကဒီချိန်မှာသူတို့ meeting တစ်ခုလုပ်တယ် အဲ့တုန်းက agent ကဒီလောက်ဒီလောက်ပြောင်းရွှေ့ချီတတ်မှတ်တင်တယ်ဆိုပြီးတော့ Victor Jokeres နဲ့ပတ်သက်လို့အကြံပေးခဲ့တယ်။ဒါပေမဲ့တနစ်တာအချိန်တွင်းမှာအပြောင်းလဲတွေအများကြီးဖြစ်သွားနိုင်တယ်။ထားပါတော့ example အနေနဲ့သူပြောတဲ့အချက်ကဒါ40လား60လား Euro တန်း80လားကျွန်တော်တို့ဘာမှမသိနိုင်ဘူး။ဒါပေမဲ့တေချာတာတော့ Victor Jokeres ကိုကျွန်တော်တို့ဘက်က Euro တန်း100ထီတော့ demand လောက်မှာမဟုတ်ဘူး။တန်း100ထီတောင်းဆောင်မှာမဟုတ်ဘူး။ ဒါပေမဲ့လေအခု agent ပြောနေသလိုမျိုး euro 65တန်းတန်း90 package နဲ့ထွက်ရမယ်ဆိုတဲ့အချက်ကတော့လုံးဝမှန်ကန်မှုမရှိဘူးပေါ့လေဆိုတော့အခု agent ကတတိနေထုတ်တယ်ဆိုတော့ club team ဘက်ကကစားမကိုယ့်ရဲ့ကစားမအဓိကကစားမကိုရောင်းမယ်ဆိုတဲ့ value တွေကို ဘယ်တော့မှတတ်မှတ်မှာမဟုတ်ကြောင်းနဲ့တကယ်တမ်းနှစ်ဖူးနှစ်ဖက်သဘောတူညီမှုရရှိမှသာဒါတွေဖြစ်လာနိုင်မှာဖြစ်တယ်ဆိုတော့အခု agent ကဒါတွေအားလုံးကိုလှုပ်ဆောင်နေတာဖြစ်ပြီးတော့ club ကလုံးဝသဘောတူမှာမဟုတ်ကြောင်းနဲ့အဲ့ပြောင်းရွှေ့ခြင်းနဲ့မရဘူးဆိုတဲ့သဘောပဲဆိုတော့အခုလောလောဆယ်မှာဒါ club ရဲ့ဥက္ကဋ္ဌဖြစ်သူကကျွန်တော်ကစားမကိုလည်းမပြောထားဘူး agent ကိုတော့ထပ်ပြီးဆက်သွယ်တော့မှာမဟုတ်ကြောင်းနဲ့ အခုလောလောဆယ်မှာ Victor Yokres ကပြောင်းရွှေ့ကြည့်ထားပါတော့ Euro 190 package နဲ့ထွက်ခွင့်ရမှာမဟုတ်ကြောင်းနဲ့ဒီထက်မကပိုမိုတန်ကြီးရှိတဲ့ကစားမတစ်ယောက်ဖြစ်တယ်လို့ဆိုလိုက်တယ်ဆိုတော့ဆိုတော့ဟို Victor Yokres ရဲ့ current market ပေါက်ကြီးကလည်း85တန်ရှိတယ်နောက်သူ့ရဲ့ contract ကလည်း2028ရှိတယ်အမှန်တမ်းပြောရင်တော့ Mason ပေါ့ဗျာ Florian Vas ကို Liverpool ဝယ်တဲ့အချိန်150ပေးရတယ်သူ့ရဲ့ current market ပေါက်ကြီးတန်140 ဆိုတော့140ကို150ပြတာ fair ဖြစ်ပြီမြေ85တန်း market value ပေါက်တယ်စာချုပ်ကလည်း9နှစ်တောင်ကြံသေး3နှစ်ပေါ့လေ3နှစ်တောင်ကြံသေးတဲ့ကစားမတစ်ယောက်တွက်ဒါ85တန်းပေါက်တာကို65တန်း60လောက်နဲ့ဆိုတော့ဘယ်မှန်မလဲဆိုတော့ Victor Yokres ကို Manchester United ကအသေးတန်သဘောကျတယ် ရူပင်အမွန်ကခေါ်ချင်တယ်အခုနောက်ဆုံးတက်နေတဲ့သတင်းပေါ့လေဒါကတော့အခုလောလောဆယ်တက်နေတဲ့သတင်းကိုပြောတာပေါ့လေအဲ့တက်နေတဲ့သတင်းမှာ Victor Jokeres ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ဒါစိတ်ဝင်စားတဲ့အသင်းထဲမှာ Arsenal ပါလာသေးတယ်ပေါ့လေသူတို့ Benjamin Sesko ကိုခေါ်ဖို့ကြိုးပမ်းနေသည့်တိုင်အောင်တကယ်လို့ Sesko အပြောင်းရွှေ့တာမထင်မှတ်တာတွေဖြစ်သွားခဲ့ရင်ဆိုပြီးတော့သူတို့ဘက်က Victor Jokeres ကိုလည်းအစောပိုင်းကအဆက်အသွယ်ကြောင်းပဲသူတို့က ဒါ plan B နေနဲ့ထားတာတွေလို့ဆိုတယ်ဆိုတော့ Victor Yokret ကို Arsenal တင်းကဒါ Man United နဲ့အတူစိတ်ဝင်စားတဲ့စင်းတွေမှာထည့်သွင်းထားတယ်ဒါဒီအခု report တစ်ခုမှာမပြောလဲဆိုအဲ့ report ကဒါ Portuguese ကလာတဲ့ report တစ်ခုမှာဖော်ပြထားတာက Arsenal ရဲ့ agent ဖြစ်သူနဲ့တာဝန်ရှိသူတွေက Yokret ရဲ့ agent နဲ့စကားပြောဆိုခဲ့တယ်ဆိုတော့ဒီနေရာမှာ ကျွန်တော်သိထားတာက ဗီတာယိုခရက်ကအေဂျင့်ကမီကေအာတီတာနဲ့ငွေချင်းဆိုအဲ့ချက်ကလည်းပေးပြီးအဆင်ပြေဖို့ဆွေးနွေးဖို့တော့ဖြစ်နိုင်တယ်ဒါပေမဲ့ကစားမကဒါမန်ယူနိုက်တက်ပဲဖြစ်ဖြစ်အာဆယ်ပဲဖြစ်ဖြစ်ဒါမန်ယူနိုက်တက်အထူးသဖြင့်သူကပရီးမီးယားလိဂ်ကိုပြောင်းချင်တယ်ဆိုတော့ယိုခရက်ကအခုမန်ယူနိုက်တက်ကတော့ပြောင်းရွှေ့ဖြစ်ဖို့စပြီးတော့ initial talk တွေလုပ်နေပေမဲ့တေချာတော့ယူနိုက်တက်ပဲဖြစ်ဖြစ်အာဆယ်ပဲဖြစ်ဖြစ်ဘယ်သင်းပဲဖြစ်ဖြစ် supporting ကတန်း90နဲ့မလွတ်ဘူး90 80 80မကဖြစ်နိုင်ဘူးဘာလို့ 85တန်းရောဂျေးစာချုပ်ရှိတဲ့ကစားမအတွက်တော့အနည်းဆုံးတော့85 80လောက်တော့ဖြစ်မှာတရားသူမတောင်းမှုဆိုသည့်တိုင်အောင်ယော့ဂရက်ရဲ့အပြောင်းရွှေ့ဟာမထင်မှတ်ပဲနဲ့ twist ဖြစ်သွားတယ်ဆိုတော့စဉ်းစားရမှာကအာဆင်ဆိုရင်တော့ဘန်ဂျမင်ဆက်ကိုနဲ့ယော့ဂရက်ဒါလက်ရှိမှာ Man United ကအခု Yorkres နဲ့ Osimhen ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်